မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းအောင်လံမြို့မှာစစ်မှုထမ်းအပတ်စဉ်နှစ်အတွက်လူငယ်အယောက်200နီးပါးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးထားပြီးအဲဒီထဲမှာလွယ်အိတ်ဆလွယ်တိုင်းလွယ်တဲ့သူတွေမှတ်ပုံတွေမပြနိုင်တဲ့သူတွေနဲ့ဆိုင်ငယ်အုတ်ထုတ်မဆောင်တဲ့သူတွေပါစစ်သားတစ်အဖြစ်စုဆောင်းခံလိုက်ရတယ်ဆိုပါတယ် င်ကုန်မြို့လှန်တားရ6ရက်ကစစ်ကောင်စီခန့်စဲမှုအောင်ကျော်ထုဆိုသူကိုပြည်သူတွေရဲ့တိုင်ကြချက်အရာပြစ်ခတ်ရှင်းလင်းရမှာလေသွားပြီလို့ anonymous force အဖွဲ့ကပြောထားတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မကွေးတိုင်းအောင်လံမြို့မှာစစ်မှုထမ်းအပတ်စဉ်နှစ်အတွက်လူငယ်အယောက်200နီးပါးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးထားပြီး အဲ့ဒီထဲမှာလွယ်အိတ်စလဲတိုင်းလွယ်တဲ့သူတွေမပုံတင်မပြနိုင်တဲ့သူတွေနဲ့ဆိုင်ကယ်အုတ်ထုပ်မဆောင်တဲ့သူတွေပါစစ်သားတစ်အဖြစ်စုဆောင်ခံလိုက်ရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်အခုမေလလာဇက်မိုင်းကစပြီးအကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းအပတ်စဉ်နှစ်အတွက်သူတို့ရီမန်းထားတဲ့လူငယ်စစ်သားအရေးအတွက်မရတာကြောင့်အခုရပိုင်းတွင်မှာပဲမကွေးတိုင်းထဲမှာလူငယ်အယောက်200နိဘကိုပေါ်တာဆွဲဖမ်းဆီးထားတယ်ဆိုပါတယ်အဲ့ဒီလိုပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့သူတွေထဲမှာ လွယ်အိတ်ဆလွယ်တိုင်းလွယ်တဲ့သူတွေမှတ်ပုံတွေမပြနိုင်တဲ့သူတွေနဲ့စံကဲအုတ်ထုတ်မဆောင်တဲ့သူတွေပါစစ်သားတွေအဖြစ်ဖမ်းဆီးခံလိုက်ရပြီအဲ့ဒီလိုဖမ်းဆီးခံထားရတဲ့သူတွေအလုံးကိုအောင်လံမြို့အမှတ်၁အဋ္ဌကကျောင်းမှာထားထားပြီးတော့အဲ့ဒီကမှတဆင့်စစ်တပ်လေးကျင်ရေးကျောင်းကိုပို့ခံရမှာဖြစ်တယ်လို့လဲအောင်လံမြို့နေပြည်သူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ရှမ်းပြည်နယ်တောင်ပိုင်းကရွာငန်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကစစ်သားတွေအဖြစ်အတင်းအဓမ္မဖမ်းဆီးထားတဲ့လူငယ်တွေကိုလာခေါ်တဲ့စစ်ရင်တန်းကို ဒေါ်လန်ရစ်တက်တွေကဖြက်အားပြင်းမိုင်းတွေနဲ့ဖောက်ခွဲတက်ခတ်ရမှာရဲလေးဦးကတော့အသီးသီးသေးကုန်ကြတဲ့အပြင်ရဲမေတဦးပါတန်ရရသွားတယ်လို့ရွာငယ်မြို့နယ်ပကပတာဝန်ခံကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်မေလ၁၄ရက်နေ့ဖြစ်တယ်မနေ့ကပဲရွာငယ်မြို့နယ်နဘန်းကြီးချေရွာမှာအကြမ်းဖက်စစ်တပ်ကအတင်းအဓမ္မစစ်သားစုဆောင်းထားတဲ့လူငယ်တွေကိုခေါ်ဖို့ဆိုပြီးရွာငံမြို့အထွေထွေအုပ်ချုပ်ရေးမှုရုံးတဲ့မြို့မှာ yes ကန်ကနေစစ်သားတွေရဲတွေနဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ဟိုက်ချက်က၄စီးနဲ့ထွက်လာတဲ့အချိန်ဒေါ်လန်ရဲ့တပ်တွေကနဘန်းကြီးလမ်းမှာအနီးမှာအသင်ဆောင်ပြီးဖြတ်အပြင်းမိုက်တွေနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်းရှေဆုံးကနေထွက်လာတဲ့ကားကိုမိုင်းထိသွားပြီးတော့ကားပေါ်မှာပါလာတဲ့ရဲလေးဦးဟာအသီးသီးသွေကုန်ကြတဲ့အပြင်ရဲမေတအူးပါတန်ရရသွားပြီးတဲ့နောက်သေးသွားတဲ့ရဲတွေရဲ့မသားလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုနောက်ကပါလာတဲ့ကားတွေကတဲသွားကြပြီးရွာငယ်မြို့နယ်ဆေးရုံကြီးဘက်ကိုထွက်သွားကြတယ်လို့လဲ ရွာငယ်မြို့နယ်ပကဖတာဝန်ခံကပြောထားပါတယ်ခင်ဗျာဒီတခါရန်ကုန်မြို့မှာလေလိုင်းသားရ6ရက်ကွက်ကစစ်ကောင်စီခန့်ဆဲအိမ်မှုအောင်ကျော်ထုဆိုသူကိုပြည်သူတွေတိုင်ကြချက်အရာပြစ်ခတ်ရှင်းနေရမှာအသေးသွားပြီလို့ anonymous force အဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်မေလ13ရက်နေ့ကပဲလိုင်းသားရမြို့နယ်6ရက်ကွက်ဆဲအိမ်မှုအောင်ကျော်ထုဆိုသူကိုပြည်သူတွေတိုင်ကြချက်အရာ anonymous force တပ်ဖွဲ့ကနေတွားရောက်ပြစ်ခတ်ရှင်းနေရမှာ နေရာမှာပဲပွဲချင်းပြီးကိုသေသွားတယ်ဆိုပါလေအဲ့ဒီလိုင်တန်းရမြို့နယ်ကစစ်ကောင်စီခန့်ဆယ်မှုအောင်ကျော်ထုဆိုတဲ့သူဟာဒေါ်လန်ရေးဖွဲ့ရဲ့တည်င်းတွေကိုလိုက်လံစုံစမ်းပြီးစစ်တပ်ကိုဖမ်းဆီးခိုင်းရမှာသူကိုယ်တိုင်ပါဝင်ခဲ့တာတွေစစ်တပ်တောက်တိုင်အကြီးစားလုပ်ပြီးပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောက်နေတာတွေကိုပြည်သူတွေကတိုင်ကြလာတဲ့အတွက်တွားရောက်ပြစ်ခတ်ရှင်းလင်းလိုက်တာဖြစ်ပြီးအခုတော့သေပြီလို့ Anonymous Force အဖွဲ့ကပြောထားပါတယ်ဒါပြင် လက်ရှိရန်ကုန်မြို့မှာအကြံဖက်စစ်တပ်လက်ပါစီလုတ်ပြီးပြည်သူတွေကိုဖိနှိပ်ချိမ့်ချောက်နေတဲ့ဆဲအိမ်မှုယာအိမ်မှုအုတ်ချုပ်ရင်းမှုတွေကိုလည်းဆက်လက်ရှင်းလင်းသွားမှာဖြစ်တယ်လို့ Anonymous for အဖွဲ့ကပြောထားပါတယ်ခင်ဗျအခုတခါရှမ်းပြည်နယ်အရှေ့ပိုင်းမှာတော့ကျိုင်းတုံမြို့ကနှင်းစီရွှေဆိုင်ကိုဓမြတိုက်သွားတဲ့တရခန်သုံးဦးကိုဖမ်းဆီးရမိထားပြီးလို့ကျိုင်းတုံအခြေစိုက်ရဲတရင်ရှင်မြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်မေလ14ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ကျိုင်းတုံမြို့အမှတ်နှစ်ရက်ကွက်ကနှင်းစီရွှေဆိုင်ကိုလူ၃ဦးရောက်လာပြီးရွှေဆိုင်တဲကရွှေတွေကိုဓမြတိုက်သွားတယ်ဆိုပါတယ်။အဲ့ဒီလူ၃ဦးကတနတ်တွေဓာတွေနဲ့ရွှေဆိုင်ဝန်တန်းတွေကိုချင်းချောက်ပြီးတော့ရွှေတွေကိုလူယူသွားပြီးတဲ့နောက်ညနေပိုင်းမှာပဲအဲ့ဒီတရားခံ၃ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ကျိုင်းတုံမြို့သတင်းရင်းမြစ်ကပြောထားပါတယ်။မနေ့ကမင်းအွန်လိုင်းကိုကိုွယ်တဲ့ဝစီပိတ်ဖုန်းကြီးမွေးနေ့ဖြစ်တာကြောင့်မင်းအွန်လိုင်းမဲရောက်နေသလိုလိုလုံခြုံရေးကိုမြို့ထဲမှာအပြစ်ချထားပြီး လမ်းဘေးခဏကားရက်တာတောင်ရက်ခွေမပေးတဲ့အခြေအနေမှာဓမြတိုက်တာဖြစ်တယ်လို့တရားခံသုံးကတော့ကျိုင်းတုံအကျော်တာဝင်းဂိတ်မှာဖမ်းမိတာဖြစ်တယ်လို့လဲကျိုင်းတုံတည်င်းရှိမိကပြောထားပါတယ်။လက်ရှိတရားဥပဒေစိုးမမှုအားနည်းလာတဲ့ရှမ်းပြည်နယ်မှာမေလ12ရက်နေ့ကလည်းတိဘောမြို့ကရွှေချိန်ခွင်ရွှေဆိုင်ဓမြတိုက်ခံရပြီးရွှေဘန်း၄ဘန်းနဲ့ကလက်ဝတ်ရတနာတွေပာသွားသေးတယ်လို့လဲသိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ မန္တလေးတိုင်းမတရားစင်ကူအဆက်မှာရှိတယ်တောင်ယာကြီးဂျေးရွာကထင်းခုတ်ပြီးပြန်လာတဲ့အယတပြည်သူကိုမျိုးစော်ဥဆိုသူကိုအကြမ်းဖက်စစ်တပ်ကခေါင်းဖြတ်တပ်ပြီးဥကောင်းကိုအိမ်တိုင်းမှာစိုက်ထားခဲ့တယ်လို့မတရားမြို့နယ်ပကပသတင်းတာဝန်ခံကိုဘိုတောက်ကရန်ကုန်ခေတ်တကိုပြောပါတယ်မေလ14ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲမတရားမြို့ကနေဖောကာ3စီးနဲ့ရကန်းစင်တောင်ကိုရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာတောင်ယာကြီးဂျေးရွာနဲ့ရကန်းစင်ရွာကိုစစ်ကြောင်းထိုးဝင်ရောက်မှွေနှောက်နေတဲ့အချိန် ထင်းထုတ်ပြီးပြန်လာတဲ့တောင်ယာကြီးဂျေရွာနေရတားပြည်သူကိုမျိုးစော်ဦးစိုးသူကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကဖမ်းဆီးလိုက်တယ်ဆိုပါတယ်။အဲ့ဒီနောက်ဘာကြောင့်မှမရှိပဲထင်းထုတ်ပြီးပြန်လာတဲ့ရိုးရိုးတမန်ရတားပြည်သူကိုမျိုးစော်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကခေါင်းဖြတ်တက်ပြီးဥကောင်းကိုအိမ်တိုင်းမှာစိုက်ထားခဲ့တယ်လို့မတရားမြို့နယ်ပကပသတင်းတာဝန်ခံကိုဘိုတောက်ကပြောထားပါတယ်ခင်ဗျ။ဟုတ်ကဲ့